ထောင်မြတ်စွာဘုရားကြတော့ရှင်အနန္ဒာကဆွမ်းခံလို့ရလာတဲ့ဂျုံလေးကိုမြတ်စွာဘုရားဖုံးမွေးနိုင်အောင်လို့ဆိုပြီးတော့ဟိုကြကြနန္ဒာကြောက်တုံးကလေးနဲ့ကြိတ်ပြီးတော့မှအဲ့ထဲမှာတကားလေးတွေပြားလေးတွေနဲ့ထည့်ပြီးတော့မြတ်စွာဘုရားကိုကတ်တယ်တဲ့အဲ့တော့မြတ်စွာဘုရားလည်းတဝါတွင်းလုံးအဲ့ဒီမြင်းစာချုပ်ဝဲစာဖုံးပြရတယ်။နော်။အဲ့ဒီလိုစင်စင်ရဲရဲ နေခဲ့ရတဲ့အနေအထားမျိုးတွေရှိတယ်။အဲဒီလိုဆင်းရဲတဲ့အခါကျတော့တကိုးရှင်ဖြစ်တဲ့ရှမောက္ကလန်လည်းအဲဒီမှာပါလာတယ်ဖျားနောက်ကရှင်သာရိပုတ္တရာလည်းပါတယ်ရှမောက္ကလန်တို့ရှမောက္ကလန်ကအဲဒီမှာယဟန်နေအခုလိုမြင်းစာချုပ်နေစားနေရတာသူမကြည့်ရဘူးပေါ့နော်မကြည့်ရဘူးဘာမှပါရမဟုတ်ဒီဝါလို့ရှိရင်သွားညောင်းပါညောင်းမှာပဲရှိတယ်เนาะ မြင်းစာကြုံဆိုင်ပန်းကြောင်းမှာပဲရှိတယ်။နောက်ရုပ်စုံနဲ့ထောင်းပြီးရေနဲ့မျောချရတဲ့အနေအထားမျိုး။အဲ့တော့မြတ်စွာဘုရားစီကိုလာလျှောက်တယ်။အရှင်ဘုရားတဲ့ဟောဒီကဘာမြေကြီးအောင်မှာတဲ့။ထောပတ်အိုးကြီးလို့ကဘာမြေစီတွေရှိတယ်ပေါ့။ဒါလည်းပဲအံ့ဩစရာကောင်းတာပဲ။အချို့တတ်တွေဟာတဏှာစုနေတာတော့ရှိနိုင်တာပေါ့မြေကြီးထဲမှာနော်။အဲ့လိုမြေဩစာဆိုတာကဘာမြေကြီးအောက်လွှာမှာ ဒီပြားရည်လိုချိုးနေတယ်ထွက်ပတ်လိုအယောင်အဆင်းရှိပြီးပြားရည်လိုချိုးနေတယ်မြေစီမြေလွာမြေဩဇာဆိုတာတွေရှိပါတယ်တဲ့အဲ့ဒါတွေကိုတပီတော့ထုတ်ပြီးကိုရော်တွေကျွေးကျင်တယ်နော်မြင်းစာကြုံဉာဏ်ကြီးတွေစားနေရတာမကြည့်နိုင်လို့မကြည့်ရလို့သူ့အတွက်မဟုတ်ဘူးတန်ခါတွေကိုသူကျွေးကျင်တယ်တဲ့ကျွေးကျင်တော့မြတ်စွာဘုရားမေးတယ်အေးဟုတ်ပြီမြေဩဇာတကယ်အောက်ကနေပြီးတော့ မြေစီမြေလွှာမြေဩဇာအင်တမချိုတဲ့ပြားရည်လိုချိုးနေတဲ့အရာကိုမင်းဘယ်လိုထုတ်မှာတော့လို့ရည်ကြီးဝရှိတဲ့တတ္တဝါတွေဘယ်လိုလုံးမှာတော့လို့ဆိုမြတ်စွာဘုရားမေးတော့တပိတော့လက်တစ်ဖက်ကိုကဘာမြေကြီးလိုဖြန်းစင်းလိုက်မယ်တဲ့ဖြန်းစင်းပြီးလူတွေအဲ့ဒီပေါ်ပြောင်းတင်လိုက်မယ်တဲ့ပြောင်းတင်ပြီးတော့ဂျန်တဲ့လက်တစ်ဖက်နဲ့အဲ့ဒီမြေကြီးကိုပြောင်းပြန်ပြန်လိုက်မယ်တဲ့လာလိုက်ပြီးတော့အောက်ခြေကပေါ်လာတဲ့အစီတွေကိုယူပြီးတော့တန်ခါတွေကိုကျွေးမယ်သူပြောတော့ ဩကလန်နဲ့မလုတ်ချင်ပါနဲ့တဲ့လူတွေဟာနောက်တစ်ခေတ်ရောက်တဲ့အခါကျတော့အထင်လွဲအမြင်လွဲတွေဖြစ်ကုန်ပါလိမ့်မယ်ဘယ်လိုအထင်လွဲအမြင်လွဲဖြစ်မှာတော့ဆိုတော့ဒီဇာလန်းကိုတိထားတဲ့လူတွေကစဉ်းစားကြလိမ့်မယ်လေဖះလက်ထက်ကအခုလို့စားရေးစားရှားတဲ့အခါမြေကြီးလှန်စားတယ်ဟောဒီကိုယ်တော်တွေဘယ်သူမှမြေကြီးလှန်မပေးနိုင်ဘူးဆိုရင်အဲ့ဒီမှာဒုက္ခရောက်ကြလိမ့်မယ်ဗောအဲ့တော့နောက်လူတွေအတွက်မလုတ်ပါနဲ့ဗော ခုချိန်အစဉ်ပြေပေမဲ့နောက်လူတွေအတွက်ငဲ့ညာပါမလုပ်ပါနဲ့တရားတွေအထင်လွဲမှုတွေဖြစ်ကုန်ပါလိမ့်မယ်မလုပ်ပါနဲ့လို့ဆိုဒါဖြစ်ဗျာတဲ့တပြီးတော့နောက်တစ်ခုစိတ်ကူးထရတာရှိပါတယ်တဲ့ဘာလုံးဆိုလို့ရှင်တပြီးတော့ကိုတော်ဒီမနဲ့ကိုမြောက်ကျုံးကိုဆွမ်းခံကြွားလို့ရအောင်တပြီးတော့လုပ်ပေးမယ်မြောက်ကျုံးကိုဆွမ်းခံကြွားအောင်ရအောင်လုပ်ပေးမယ်သူဘယ်လိုလုပ်မှာတော့လို့ဆိုတော့ ဝေရင်စာနဲ့မြောက်ကျောင်းကဂျားဟာသူဆွဲစီလိုက်မှာပေါ့နော်အဲ့ဒီသဘောပဲဝေရင်စာတောင်းအထွက်တာနဲ့မြောက်ကျောင်းရောက်သွားမှာမြေကျောင်းကိုတွန့်ပလိုက်မှာပေါ့အဲ့ဒီလိုလို့တော့လေမြတ်စွာဘုရားမလောက်ပါနဲ့တဲ့နောက်လူနောက်သားတွေကိုငဲ့ညပါနောက်လူတွေဟာဒုက္ခရောက်လိမ့်မယ်တဲ့ဘယ်လိုဒုက္ခရောက်တုံးဆိုရင်အခုလိုရှမောက်ကလန်လိုတကိုးကြည့်တဲ့ပုံကမရှိဘူးဆိုလို့ရှိရင်နောက်မျိုးဆက်တစ်တွေထဲမှာ အေးဒီဖုန်းကြီးတွေကဘာတကူမှမရှိဘူးရှမောက်ကလန်လို့မြေကြီးလည်းမရှုံနိုင်ဘူးပေါ့ဒီကိုယ်တော်တွေယဟနာမဟုတ်ဘူးလို့အကျင့်ကောင်းတဲ့ကိုယ်တော်တွေမဟုတ်ဘူးလို့အထင်မြင်နေလွဲမှပြီးနောက်လူတွေမလုံနိုင်ရင်ပြဿနာတက်ပါလိမ့်မယ်တဲ့ဒါကြောင့်ဒါတွေမလုံပါနဲ့လို့ညဆော့ပြားတားမြစ်တယ်နော်ညဆော့ပြားဆိုတာသူပဲအစင်းရဲ့ခံမယ်နောက်လူတွေအတွက်စံပြားကောင်းဖြစ်ဖို့လာလုပ်တယ်နော်ဒါသိပြီးတော့ ဟိုအတွေ့ယူစရာကောင်းတယ်တရဝါးတွေအတွက်သူဆင်းရဲခံမယ်လေမြတ်စွာဘုရားကိုယ်တိုင်ဟာတော်ရင်တန်တ်ပြေကြွပြီးတော့ဆုံးဖို့မေးလေရတာပဲမြောက်ကျွန်းကြွသွားပြီးဆုံးဖို့မေးလေရတာမတော်ဘူးဒီမြင်းစာကြုံလေးပဲဖုံးမေးနေတာနော်ဆင်းရဲဒုက္ခခံပြီးတော့နေတယ်ဘာဖြစ်လို့လဲဆိုရင်နောင်လူနောင်သားတွေအတွက်မြတ်စွာဘုရားအမြဲတမ်းစံနမူနာသင်ခန်းစာပေးတာပေါ့ဒီလို ကွလယုံနာမျိုးမလုပ်ဘူးခေါင်းဆောင်ဆိုတာเนาะအလုံးအတွက်အခုမဟုတ်တော့နောင်လူတွေအတွက်သင်္ကန်းစာပေးခဲ့တာဒိဋ္ဌာနုဂတိလို့ခေါ်တယ်ဒိဋ္ဌာနုဂတိနောင်လူတွေအတွက်နောင်လူနောင်သားဆိုတာရှေ့ကလုတ်သွားတာကိုကြည့်ပြီးလိုက်လုတ်တတ်တယ်ပေါ့เนาะအဲ့ဒီလိုက်လုတ်တတ်တဲ့အစဉ်လာမျိုးကြီးဖြစ်ပြီးတော့မဟုတ်တာတွေလိုက်လုတ်မှာဆိုလို့မြတ်စွာဘုရားအေးလောကဓာတ်ကိုရင်ဆိုင်နေဆိုတာအခုလို့ရင်ဆိုင်ရတယ်ကြာညာခံပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်မှုကရည်ကြည်တယ်ဆိုတာကိုစန္ဒမူနာပြပြီးတော့ကိုယ်တိုင်ဆင်းရဲဒုက္ခခံပြီးတော့သုံးလတိတိမြင်းစံခြုံစွားကိုပဲဖုံးပေးသုံးဆောင်ပြီးတော့ဒီလိုနေထိုင်သွားတာတဲ့